ဒီနေရာမှာငွေကြေးစွမ်းရည်နှစ်ခုအကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့ငွေကြေးကိုတွက်ချက်နိုင်တဲ့စွမ်းရည်နဲ့ငွေကြေးပေါ်ခန်းစားနိုင်တဲ့စွမ်းရည်တွေပါပဲ။ဒီနှစ်ခုဟာကွဲပြားလို့နေပါတယ်။တွက်ချက်နိုင်တဲ့စွမ်းရည်ဆိုတာကတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာငွေကြေးပိုင်းဆိုင်ရာကိုသိတဲ့ဘဝတူတာတွေပေါ့။ဘလောက်ပဲတွက်ချက်မှုကျွမ်းကျင်နေပါစေလက်တွေမှာငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ထိန်းချုပ်လို့မရတာတွေရှိပါတယ်။ဥပမာငွေကြေးအတက်ကြအပြောင်းလဲတွေနဲ့ ခြင်းမီးစည်းကမ်းတွေကိုကျွန်တော်တို့ပြောင်းလဲလို့မရပါဘူး။ဒါဆိုဘာကိုပြောင်းလဲလို့ရတယ်လဲလို့မေးရင်ရှေ့မှာထက်တက်လဲလဲပြောခဲ့တဲ့ငွေကြေးပေါ်ထားတဲ့စိတ်ခံစားမှုပါပဲ။ကျွန်တော်တို့ကောင်းကောင်းထိန်းချုပ်နိုင်တာစိတ်ခံစားမှုပါပဲ။ဒီဆိုရင်နှစ်ခုကဟန်ချက်ညီမျှနေဖို့လိုပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့ရှိရေးအတွက်ပတ်စံဆိုတာမျိုးပေါ့။တွေ့ချက်မှုအရာစဉ်းစားရင်အနာဂတ်အတွက်ပတ်စံစုတင်တာမှန်ပါတယ်။ဒါပေမဲ့အဆန့်စုရာရဲ့နောက်ွယ်မှာတောကရီ စိတ်မလုံခြုံမှုတွေကပ်ပါမလာအောင်တော့ထိန်းညှိရမှာပေါ့ဒီလိုမကောင်းတဲ့ခံစားချက်တွေကငွေစည်းစင်းမှုကိုအနှောက်အယှက်ဖြစ်စေရလေကိုလိုချင်တဲ့အရာလေးတွေကိုစိတ်ကူးပုံဖော်ပြီးငွေစုမယ်ဆိုရင်တော့အကြည်တက်လေးတွေဖြစ်တည်နေတာကြောင့်ငွေစည်းစင်းမှုအရွေကိုလည်းပိုကောင်းစေမှာပေါ့ဒါကြောင့်ဒီစွန့်ရင်ကခုကမျှကြေဖြစ်အောင်ထားတင်တယ်လို့ဆိုတာပါနောက်တစ်ချက်ကတော့ငွေကြေးစည်းစင်းမှုအပေါ်ယုံကြည်စိတ်ထားဖို့ပါပဲလူအများစုကငွေကြေးနဲ့ပတ်သက်ရင် ယုံကြည်မှုအားနေကြပါတယ်။ဒါဟာဝေကြီးလုံးမြောက်မှုရဖို့ပိတ်ပင်တားဆီးနေတဲ့အရာတွေကတခုပေါ့။အများစုကကိုယ်မှရှိတဲ့ငွေအတွက်စွန်စားလိုစိတ်တအားနေပါတယ်။ဒါဟာကိုယ်စီငွေတွေထပ်ဝင်လာမယ်ဆိုတဲ့အပေါ်ယုံကြည်ချက်မရှိကြလို့ပါပဲ။ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုယ့်ကိုယ်ကိုလေးစားမှုဆိုတာလူတိုင်းမှာတကယ်လိုအပ်တဲ့အရာပါ။ဒါဟာအမျိုးမျိုးရှိတဲ့စိတ်တဲ့ abundance mindset ရဲ့အခြေခံအုတ်မြစ်ဆိုလဲမှန်ပါတယ်။ ။ကိုကလောကကြီးကိုကောင်းခြင်းစွမ်းရည်တွေပေးနေတယ်မြ။ကို့အပေါ်ကောင်းခြင်းမင်္ဂလာတွေပြန်ရောက်လာမှာအသေးကြပါပဲ။အချိန်ကြမ်းကြာမှုတော့ရှိကောင်းရှိနိုင်တာပေါ့။ကို့စွမ်းရည်အပေါ်ကိုယုံကြည်နေဖို့ပဲလိုပါတယ်။ပြောရွှင်နေငွေကြီးစည်းစုံမှုဖြစ်စေဖို့ ငွေရပြည့်ရဲ့ဒဏ်ရာရီအကြောင်းလဲသိပြီ။ငွေကြေးစည်းမျဉ်းတွေကိုထိန်းချုပ်ဖို့မဖြစ်နိုင်ကြောင်းလဲသိခဲ့ပြီ။ငွေနဲ့ပတ်သက်လို့ထိန်းချုပ်နိုင်တာငွေပေါ်ထားတဲ့ကုခံစားမှုတွေပဲဆိုတော့ရောရွှေနဲ့ငွေကြေးတွေစည်းစင်းစေဖို့ကျွန်တော်ဖန်တီးလို့ရတာပေါ့။ပျော်ရွှင်မှုဆိုတာခံစားချက်ကိုခံစားချက်ကို ကျွန်တော်တို့ထိန်းချုပ်လို့ရတယ်လေ။ဒီနေရာမှာဟော်နာငွေနဲ့ပတ်သက်ရင်ဂျေစုတင်တဲ့အလိအထဝင်းမြူတင်တယ်လို့ဆိုပါရတယ်။လက်ခံရရှိတဲ့အခါမှာရော ိုကပြန်ပေးရတဲ့အခါမှာရောဂျေစုတင်ပါတယ်လို့ပြောတတ်ပါတယ်တဲ့ဂျေစုတင်တယ်ဆိုတာတကယ်တော့အကောင်းမြင်သဘောတွေကိုရှင့်ပွားပေးနေတဲ့သဘောပဲမဟုတ်လားဂျေစုတင်ပါတယ်ခမဂျေစုတင်ပါတယ်ရှင့်ဆိုတဲ့စကားကြားလိုက်ရတဲ့သူတွေကိုနှစ်လိုပဲပီတိတစ်ခုမဟုတ်တစ်ခုတော့ဖြစ်စီတာပဲကိုဒါကြောင့်မင်းဟောနာဂျေစုတင်တတ်တဲ့အလေးထားဟာငွေကြီးစည်းစိမ်မှုမှာအခေယာကြတယ်လို့ဆိုတာပါငွေကြီးစည်းစိမ်မှုနဲ့ဆိုင်တဲ့နောက်ထပ် ဟောနာပြောချင်တဲ့အချက်တွေကတော့လူတန်းမှာတငယ်ချင်းတွေကိုမျှဝေပါ အမြဲတမ်းအပူပေးဖို့မမေ့ပါနဲ့ငွေရတဲ့အခါပျော်ပါငွေသုံးတဲ့အခါမှာလည်းပျော်စေဖို့ဆုတောင်းပေးပါ အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ငွေနဲ့ပတ်သက်ရင်ကျွန်တော်အများစုကရှာမယ်သုံးမယ်ဆိုတာတော့ပဲတွေးလို့ရှိကြတာပါငွေဘယ်လိုစီးစင်းစေမယ်ဆိုတာတိတ်ပြီးတော့ထပ်မတွေးပြကြပါဘူး ။ငငယ်တော့ဟာလူကြီးကပြောလို့ရှိတာတခုရှိပါတယ်။ကိုကငွေယူခင်မှငွေရကိုခင်မယ်တဲ့။ဟုတ်ပါတယ်။ကောင်းမွန်တဲ့ငွေကြေးစည်းစိမ်မှုဖြစ်စေဖို့ကျွန်တော်ကိုယ်တိုင်ကလည်းကောင်းမွန်တဲ့စွမ်းအင်တွေပေးနေဖို့လိုပါတယ်။အ ਨੇ ဆုံးတော့ဂျေစုတင်တဲ့အလေးအထားပုံမှန်ရှိနေတင်တာပေါ့ဗျာ။ကိုမှရှိနေတဲ့အရာတွေအတွက်ဂျေစုတင်တတ်တယ်ဆိုတာအမြင့်ဆုံးလူသားဆန်မှုတစ်ခုပဲမဟုတ်လား။ ငွေဟာပျော်ရွှင်မှုအတွက်လက်နက်တစ်ခုငွေနဲ့ပတ်သက်ရင်ဇင်တွေရဲ့အမြင်ကအတော်လေးသဘောကျစရာကောင်းပါတယ်အခုစာအုပ်ရေးတဲ့သူဟောနာကလည်းသူ့အတွေ့အမြင်တွေကိုဇင်တသက်နာတွေနဲ့ပေါင်းစပ်လေ့ရှိပါတယ်ငွေနောက်လိုက်နေတာထက်ကိုယ်နဲ့ငွေအဆင်ပြေအောင်ဘယ်လိုနေထိုင်မလဲဆိုတာအရေးပေးတဲ့အမြင်မျိုးပေါ့ငွေဘလောက်များများရှာနိုင်တယ်လဲအရေးမကြီးဘူးဘလို့အသုံးပြုတယ်လဲဆိုတာကသာအရေးကြီးတယ်လို့ဟောနာဆိုပါတယ်ဟုတ်ပါတယ် ငွေဟာလက်နက်တစ်ခုလိုပါပဲရှိမှလည်းကျွန်တော်အချိန်ချင်းပြောခဲ့ပြီးပါပြီတုံးချတဲ့သူနဲ့သာတိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းပေါ့တုံးတဲ့ရင်စေမတုံးတဲ့ရင်ဘေးဆိုတာမျိုးပေါ့ငွေနဲ့ပတ်သက်ပြီးတက်မှတ်တွင်ကြီးလွန်ရင်ဘတော်မှစိတ်အေးချမ်းမှုရမှာမဟုတ်ပါဘူးငွေကြောင့်ကိုချစ်ရသူတွေကို အချိန်မပေးနိုင်ဖြစ်ရတယ်ကိုကိုယ်တိုင်အတွက်လည်းအချိန်မပေးနိုင်ဖြစ်ရတယ်အရာရာကိုငွေနဲ့တန်ဖိုးဖြက်ရှုံမြင်တတ်လာတယ်ဘဝအနှစ်သာရတွေ တဘာဝရဲ့လှပမှုတွေချစ်ချင်းမြတ်တာတန်မိုးတွေကိုမခံစားနိုင်ကြတော့တစ်ဖက်မှာလည်းအဲ့ဓာရီနဲ့ဆန့်ကျင်ဘက်တာယာလှပတဲ့စိတ်ငြိမ်ချမ်းမှုပေးတဲ့ရဝန်းတစ်ခုရှိနေပြန်ပါတယ်ကိုချစ်တဲ့သူတွေအတွက်အထောက်ပံ့တွေပေးနိုင်မယ်သူတို့နဲ့အတူတူအမတ်တရားတွေဖန်နှီးနိုင်မယ်စသဖြင့်ပေါ့ဒါဆိုရင်ဖြေရရှင်းနေပါပြီကျွန်တော်တို့ဟာငွေရဲ့သဘောတဘာဝကိုသိပြီးပျော်ရွှင်မှုအတွက်လက်နက်တစ်ခုအဖြစ် ောင်းကောင်းအတုံးချတဲ့ဘုပဲလုံနေခဲ့တာပါ။ဒါဟာစာရေးသူဟောနာပြောချင်တဲ့အဓိကချက်ပါပဲ။ဘဝနေဝင်ချိန်မှာငွေတုပ်ပိုက်ထားပြီးနောင်တစိတ်အပြည့်နဲ့မပြောမရွှင်ဖြစ်နေရတဲ့သူတွေဟာဟောရီလောကကြီးမှာဒုနဲ့တီးပဲမဟုတ်လားဗျာ။ဒီကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင်တော့ငွေဟာစွန့်ရင်အသွင်ကိုစောင်းပါတယ်။အတုံးချတဲ့သူရဲ့ရည်ရွယ်ချက်ကိုလိုက်ပြီးကောင်းခြင်းမကောင်းခြင်းတွေကို ဖြစ်စေတတ်ပါတယ်။အဓိကကတော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့မျှငွေဟာပြောင်းလဲနေတတ်တယ်ဆိုတာသိဖို့လိုပါတယ်။နောက်တစ်ခုကတော့စိတ်ခံယူချက်ပြောင်းလဲနိုင်ဖို့ပေါ့။ကို့မှာငွေနဲ့ပတ်သက်ပြီးတလွဲခံယူချက်တွေရှိနေသလားဆိုတာကိုကိုကိုပြန်သုံးသပ်ဖို့လိုပါတယ်။ပြီးတော့ဒဏ်ရာတွေပေါ့။လူတိုင်းမှာဒဏ်ရာကိုစီရှိကြပါတယ်။အဲ့ဒီဒဏ်ရာတွေကိုကုသနိုင်တဲ့သူကသာလွတ်မြောက်မှုရတာကိုရနိုင်မှာပါ။ တိတ်ကြောင်ဖြစ်ခဲ့တဲ့ဒဏ်ရာတွေကိုကုသပြီးအဲ့ဒီအတိတ်စီပြန်မသွားမိဖို့လည်းလိုပါတယ်။ငွေကိုတွယ်ညှိနေစရာမလိုသလိုကြောက်နေစရာလည်းမလိုပါဘူး။ငွေကိုအတုံးချတတ်မှုဆိုတာစပိန်စီတင်လို့ပါပဲ။ဟန်ချက်ညီမှုကိုအခြေခံပြီးကိစ္စအဝဝကိုလိုရာခီးရအောင်ဆောင်ရွက်ရတာမျိုးဖြစ်တယ်ဆိုတာသိထားဖို့ပါပဲ။ Okay ပါအခုဆိုလို့ရှိရင်တော့မွင်းစာရေးသားသူကန်ဟွန်တာရေးသားထားတဲ့ Happy Morning ဆိုတဲ့အစောင့်ရဲ့အနှစ်ချုပ်ကိုတော့ဖတ်ပြတင်ဆက်လုပ်ပေးပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးဖို့ရဘာသာပြန်ရေးသားပေးခဲ့တဲ့သူကတော့စာရေးသူထင်ကိုပဲဖြစ်ပါတယ်။ဖတ်ပြတင်ဆက်ပေးသွားခဲ့တဲ့သူကတော့ကျွန်တော်ဇွန်လင်းပဲဖြစ်ပါတယ်ခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးအကျိုးတစုံတရာရရှိလိုက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။